အဲ့တော့ဘဝဆိုတာစဉ်းစားကြည့်ပေါ့နော်ကိုယ်ဘဝတွေကိုမမှတ်မိကြလို့သားဘယ်ဘဝတုန်းကဘယ်ချိန်နေဘယ်ဘဝတုန်းကဘယ်ချိန်နေဆိုတာအတိတ်ဘဝတွေကိုမှတ်မိသိရှိမယ်ဆိုလို့ရှိရင်တော့လူသားတွေရဲ့ဘဝဟာစုံကြီးဆန်းကြီးအမျိုးမျိုးကျင်နေကြရတယ်ဆိုတာပြီးကြမှာဖြစ်တယ်ဘုရားမြတ်စွာရဲ့အဆုံးအမထဲမှာ အတိတ်ဘဝတွေကိုပြန်လည်ပြီးတော့သိနိုင်စွာရှိတဲ့အသိဉာဏ်တစ်မျိုးကိုပုဗ္ဗေနိဝါဒနုတ္တိဘိညာဉ်လို့ခေါ်တယ်။ပုဗ္ဗေနိဝါဒနုတ္တိဘိညာဉ်ဆိုတဲ့တမထချင်းစဉ်တစ်ခုကိုအောင်မြင်လို့ရလာတဲ့အဘိညာဉ်စွမ်းအားနဲ့ကိုယ့်ရဲ့အတိတ်ဘဝတွေကိုလည်းချိနိုင်တယ်လို့သူများရဲ့အတိတ်ဘဝကိုလည်းပဲချိနိုင်တဲ့စွမ်းရည်တတ္တိရှိတယ်။တမန်အားဖြင့်ပြောမယ်ဆိုလို့ရှိရင်မြန်မာနိုင်ငံမှာ ဟွာကောင်းကိုသိတဲ့ပုဂ္ဂိုလ်တွေရှိတယ်ပေါ့အဲ့ဒါတွေကိုသူတိတနာလှုပ်ထားတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်အမေရိကန်နိုင်ငံမှာစာအုပ်လေးတုပ်ထုတ်ထားတယ်ရှိတယ်အတိတ်ဘဝအကြောင်းနဲ့ပတ်သက်ပြီးတော့လေးလသုံးသပ်ထားလူဝင်စားလို့ဒီကနေ့ခေါ်နေကြတယ်အတိတ်ဘဝမှတ်မိသူတွေအဲ့ဒီအတိတ်ဘဝမှတ်မိသူတွေကိုလူဝင်စားဆိုတဲ့နာမည်နဲ့ အတိတ်ဘဝကဘာဖြစ်ခဲ့တယ်ဆိုတာတွေကိုမှတ်တမ်းတင်ထားတာရှိတယ်။အဲ့ဒီမှတ်တမ်းဟာတည်တည်ချာချာစစ်ဆေးပြီးသူတို့ပြောဆိုချက်တွေတခါမှမရောက်ဘူးတဲ့နေရာတွေတခါမှမဖြစ်ဘူးတဲ့နေရာတွေသူတို့ပြောခဲ့တဲ့အရာတွေဟာသွားပြီးဟိုမှာလိမ့်လာသုံးသပ်ကြည့်တဲ့အခါကျတော့မှန်ကန်နေတာကိုတွေ့ရလို့ လူဝင်စားသို့မဟုတ်အတိတ်ဘဝမှတ်မိသူ တရားရဲ့မှတ်တမ်းတွေကိုပြုစုထားပြီးအတိတ်ဘဝရှိတယ်မရှိဘူးဆိုတဲ့ပြဿနာကိုတိတ်ဘဝရှိတယ်လို့လူတွေဟာအခုလက်ခံလာကြတယ် past life လို့ခေါ်တယ်လွန်ခဲ့တဲ့ဘဝတွေမှာဘာဖြစ်ခဲ့တယ်ဆိုလူတွေကတော့သိကျင်ကြတာပဲတချို့ဘာသာတွေရဆိုလို့ရှိရင် past life ဆိုရဲအတိတ်ဘဝမရှိဘူးလို့ယူရဲပါတာလည်းရှိဘာလို့မရှိဘူးလို့ပြောတော့ဆိုမမှတ်မိကြဘူးမသိကြဘူးမသိသည့်အတွက်ကြောင့်အကြောင်းများတခြားတော့မရှိဘူးမမှတ်မိတာနဲ့မသိတာနဲ့မရှိဘူးပြောတာအဲတချို့ဘာသာတရားတွေမှာ အနောက်နောက်ဘဝဆိုတာလည်းမရှိကြနောက်ဘဝဆိုတာလည်းမမြင်နိုင်လို့မသိနိုင်လို့မရှိဘူးလို့ပြောတာ တည်တည်ချာချာမရှိလို့မရှိဘူးပြောတာမဟုတ်ဘူးမသိနိုင်ကြတယ်အဲ့တော့မရှိဘူးလို့ပြောမဲ့အစားမသိဘူးလို့ပြောရမှာပဲဖြစ်တယ်ပေါ့နော်မရှိဘူးလို့ပြောတာလည်းမသိနိုင်ဘူးမသိဘူးဆိုတဲ့အဖြေကပုံမှန်တယ်ပေါ့အဲ့တော့အခုအတိတ်ဘဝရှိတယ်ဆိုတာကိုလက်ခံလာကြတယ်လက်ခံလာကြလို့မစ္စရီလို့ခေါ်တဲ့ရှုပ်ဝဲစမ်းကြဲတဲ့အတိတ်ဘဝအကြောင်းအရာတွေကိုပြန်လည်ဖော်ထုတ်နိုင်စွာရှိလာကြတယ် မြန်မာနိုင်ငံမှာ၃ဘွားလောက်မှတ်မိတဲ့ပုဂ္ဂိုလ်တွေတွေ့ဘူးသလိုပဲ9ဘွားအထိအောင်ပြောနိုင်တဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်။သို့တော့သူတည်တနာလောက်ထတာမဟုတ်သည့်အတွက်ကြောင့်ဒီတိကျသေးကြတဲ့တတိတာရကတော့ research လောက်ထတာတော့မရှိဘူး။သို့တော့မေးလိုက်လို့ရှိရင်အတိတ်ဘဝကိုပြောတဲ့ပုဂ္ဂိုလ်တွေဟာရှိတယ်ပေါ့။တိတ်ဘဝကိုပြောတဲ့ပုဂ္ဂိုလ် ခွန်ကြီးတို့နဲ့နှိစက်တဲ့ဥစဉ်တပါမွေးရပါ ခေါင်းမှာအနေရကြီးတွေရှိတယ်။အဲ့ဒီမွေးရပါအနေရကြီးတွေရှိတော့ဒီအနေရကြီးတွေကဘာဖြစ်ထားတာလဲလို့မေးတော့လွန်ခဲ့တဲ့ဘဝကတဲ့ဓမြကရိုက်လို့သေးတာလေအဲ့ဒီဓမြရိုက်လို့ခေါင်းကိုဒါရရပြီအဲ့ဒီဒါရနဲ့သူသေဆုံးလာခဲ့တယ်ဆိုတာကိုသူမှတ်မိ မွေးရပါအမှန်တရားကြီးတွေပါဒါဖြင့်စဉ်းစားเสียကောင်းတာကဘယ်လိုအကြောင်းနဲ့မွေးရပါဆိုတာပါလားလေခုဘဝကခန္ဓာကမိတကြိုပြစ်လိုက်ပြီနိရုပ်တရားမြုပ်ပလိုက်တယ်ဆွေးသွားတယ်ဘာဖြစ်လို့ဒီဘဝမှာဒီအရာကလားထင်နေရတလဲလို့ဆိုလို့ရှိဥပဒံလို့ခေါ်တဲ့စိတ်ဆွဲလန်းမှုတွေကအလွန်ပြင်းထန်တယ်။အဲဒီခဏိခိတ္တတို့က genetic ဆိုတဲ့အဖြေနဲ့ဖြေလေးရှိကြတယ် အဲ့ဒီ genetic လို့ဖြစ်လာခြင်းအကြောင်းကဘာတော့လို့မေးမယ်ဆိုရင်ကတော့ဥပဒဏ်နဲ့ကံတရားပဲဖြစ်မှာပေါ့လူမသိနိုင်တဲ့အကြောင်းတရားဖြစ်တယ်။မြတ်စွာဘုရားရှင်ကိုရောမြတ်ကတော့စိတ်ဆွလန်းမှုရဲ့စွန့်ရည်တတိဟာ လူတွေရဲ့ရုပ်ကိုပြောင်းလဲစေတယ်ဆိုတာဒါသေးချာပြောင်းလဲစေအင်္ဂလန်နိုင်ငံမှာ အမျိုးသမီးနေတဲ့အခန်းမှာရှင်တော်ကခေါ်ပေါ့ကပလီခနေခေတ်တော့အာဖရိကအာဖရိကန်လူရဲ့ကြီးမားတဲ့အယုတ်ကြီးတစ်ခုမိမိအခန်းထဲမှာအလှပလုပ်ပြီးတော့ချိတ်ဆွဲထားသူခန်းထဲမှာနေသမျှဒီယုတ်ကြီးကိုမြင်ပါများတဲ့အခါကျတော့ မြင်မျက်စီထဲမှာစွဲလာဒီယုတ်ကြီးကမြင်နေတာဟုတ်မြင်နေရကနေပြီအဲ့ဒီမျိုးသမီးကကိုယ်ဝင်ရပြီးတော့မွေးလာတဲ့ကလေးကအဲ့ဒီယုတ်ကြီးဖြစ်တယ်ဒါစိတ်ဆွဲလန်းမှုလို့ခေါ်ဒါကြောင့်မို့ရှိတော့ကမိမိတို့ရဲ့မွေးလာတဲ့ရင်သွေးသားငယ်တွေလှဖို့ပါဖို့ဆိုရင်လှတာပါတာလေးတွေကြီးဖို့လိုအပ်တယ်ကိုယ်အခန်းထဲမှာအလှပလေးတွေထားပါ ညဘို့ဆိုအယုတ်ဆိုးကြီးတဏ္ဍာကြီးတွေစိတ်ဆွဲသွားရင်လည်းယုတ်ဆိုးကြီးတဏ္ဍာကြီးတွေမွေးတတ်တယ်လို့ပြောတယ်နော်စိတ်ဆွဲလမ်းမှုပေါ်မှာမူတည်တာပေါ့ဥပါဒဏ်အစွဲတွေရှိတယ်စိတ်ဆိုတာစိတ်စရုပ်ကိုထုတ်တယ်စိတ်ကြောင့်ဖြစ်တဲ့ရုပ်ကိုစိတ်စလို့ခေါ်တယ်ပမာရိစိတ်စဆိုတာတော့ယောဂနဲ့တွဲပြောနေကြစိတ်စယောဂဆို မာလိစာပေမှာအဘိဓမ္မာမှာသုံးတဲ့စိတ်တစားဆိုတာဘောနောမိုင်းလို့ဆိုလို့တယ်။စိတ်ကနေမွေးထုတ်လိုက်တဲ့ချုပ်တရား။စိတ်ကမွေးထုတ်တဲ့ယုတ်တရားရှိတယ်ဆိုတာအမှန်တမ်းထင်ရှားတယ်။စိတ်ဆိုးလူနေတဲ့လူရဲ့မျက်နှာနဲ့ကျဉ်တ်နေတဲ့လူရဲ့မျက်နှာချင်းတူမမတူထောက်ပုံချင်းရှိတယ်။ထွက်လာတဲ့အတန်ဉာဏ်လည်းမတူဘူး။ဒေါသထွက်နေတဲ့လူရဲ့ ဒေါသထွက်နေတဲ့လူတယောက်ရဲ့အတန်နဲ့စိတ်ပြောနေတဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍမရှိတဲ့ထွက်လာတဲ့အတန်ဒီအတန်နှစ်ခုကွဲပြားခြားနာဒါတိတာတဲ့တာရကကိုပြောပြအဲ့ဒါကိုထုတ်သောအဖြစ်လူရဲ့ရုပ်ပုံလွာတွေကိုလည်းပဲစိတ်ကနေ ထုတ်လုပ်ပေးတယ်ဒီလိုဆိုတော့နော်ခဏခဏစိတ်ဆိုးတတ်တဲ့ပုဂ္ဂိုလ်မျက်နှာကြောကြီးတင်းနေတဲ့ပုဂ္ဂိုလ် နောက်ကြဘာဖြစ်လဲဆိုငိုရေးရေးမရတော့မျက်နှာကြီးဖြစ်သွားတတ်တယ်။အဲဒီမျက်နှာမျိုးဖြစ်သွား။တင်းပြီးတော့နေတော့ပြုံးလို့မရတော့ဘူးနောက်ကြ။တင်းမာတဲ့မျက်နှာကြီးဖြစ်သွားတတ်တယ်။ဘာကြောင့်လဲလို့ဆိုစိတ်ရဲ့ထုံလုံးမှုတွေကဓာရီကြီးပဲများလာတဲ့အခါဒီလိုဖြစ်အဲ့တော့အခုဘဝကူးတဲ့အခါမှာလည်းပဲစိတ်ကြောင့်ဖြစ်တာရှိတယ်။အခုခေတ်ပြောမယ်ဆိုရင်တော့စိတ်ကနေပြီးတော့ genetic တခုဖြစ်စေတဲ့ genetic ကနေပြီးတော့လူကိုမွေးဖွားလိုက်ပြန်တယ်ဒီလိုပြောကြင်လဲပြောပေါ်လीနောက်တစ်ခါပြောမယ်ဆိုလို့ရှိရင်မြန်မာမိသားစုစစ်စစ်ကနေပြီးဥရောပရုပ်မွေးတာရှိတယ်ခွန်ကြီးတို့နေတဲ့ရွာမှာလည်းမဲတာရှိအဲ့ဒါလည်းအကြောင်းရှိတယ်ငါကညာသားတွေမြင်အလွန်ကြောက်တယ်သူကကြောက်လို့ကြီးရောအိုးချွေမှုတွေတကြီးတွေကဆွဲခေါ်ပြီးတော့ ဒီဖျက်ဖျားကာကွယ်စေတို့ဘာလို့ထိုးရပေါ့သူစိတ်ထဲမှာကြောက်လွန်းအကြီးတော့စွဲတဆင်းမြင်ထားတဲ့လူကြောက်နေတယ်လို့ပဲသူကမွေးလာတဲ့ကလေးကအဲ့ဒီယုတ်ကြီးတွေဖြစ်ကုန်နော်ဒီလိုဟာမျိုးဖြစ်တတ်တယ်ဆိုတာထူးဆန်းအောင်ဝယ် research လုပ်ထားရင်တော့လည်းဖြေထုတ်လို့ရမှာပေါ့အဲကြောင့်အခုတော့ research လုပ်တဲ့ပုဂ္ဂိုလ်ရဲ့ဖြေထုတ်မှုရအတိတ်ဘဝဆိုတာရှိတယ်ဆိုတော့ မြတ်စွာဘုရားကတော့ဟောထားမိသားပါ။တန်တရားကိုမြတ်စွာဘုရားဟောထားတော့အတိတ်ဘဝတွေရှိတယ်။အနာဂတ်ဘဝတွေလည်းရှိတယ်။ဘုရဝတ္တရီအတွက်ကတော့ဒီဒါနဲ့ပတ်သက်ပြီးဒီအကြီးအကျယ်ပြောစရာတောင်မလိုဘူး။တန်တရားကို လက်ခံမိသားဖြစ်နေသည့်အတွက်ကြောင့်တိတ်ဘဝတွေရှိတယ်ဆိုတာယုံကြည်လက်ခံမိသားဖြစ်နေတယ်